ဒီနေ့မှဆယ်ကျော်သက်ရွယ်သားသမီးလေးတွေကိုမိဘတွေအနေနဲ့စကားပြောဆိုပုံပြောဆိုနည်းလေးတွေစင်ကျင်တဲ့အကြောင်းတင်ပြပြသွားချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့မိဘကပြောဆိုပုံပြောဆိုနည်းတွေမှားသွားခဲ့လို့ရှိရင်မိဘနဲ့သားသမီးကြားပျော်ရွှင်တဲ့အောင်မြင်တဲ့ relationship တဘွားကိုရဖို့ခဲယဉ်သွားနိုင်လို့ပါရှင်။ဒါဆိုရင်ဆယ်ကျော်သက်ရွယ်သားသမီးလေးတွေ သူတို့ရဲ့သဘောထားတွေနဲ့ပြုမှုကြင်ကြံပုံလေးတွေပို့ပြီးတော့တိုးတက်လာအောင် ကောင်းမွန်လာအောင်မိဘကောင်းတွေဖြစ်အောင်ဘယ်လိုစူးစမ်းလုပ်ယူကြမလဲသူတို့ဖြင့်ဆယ်ကျော်တက်ရွယ်တွေကိုကြည်ပြင်းအောင်မိဘတွေကမွေးမြူထိန်းကြောင်းရတာလွယ်ကူတဲ့အလုပ်တော့မဟုတ်ဘူးဆိုတာမိဘတိုင်းသိပါတယ်နော်ဒါဆိုရင်ဥပမာလေးနဲ့ကျွန်မပြောပြပေးပါမယ်ဥပမာဒီဆယ်ကျော်တက်ရွယ်သားသမီးကเจ้าကနေပြန်လာတယ်လို့ဆိုရင် မိဘကဒီနေ့เจ้ามาဘယ်လိုလဲသားကြီး ဒီချင်လို့မေးလိုက်တာပါပဲ။သားကလည်းကောင်းပါရဲ့။ Okay ပါအမေ။အဲ့ဒီလိုဖြေမှာပဲ။ဒီတော့စကားကဆုံးသွားပြီ။မိဘကဘာမှထပ်မေးလို့မရတော့ဘူး။မိဘဆိုတဲ့အမျိုးကသိချင်တာကဒီနေ့ចောင်းမှာငါသားသမီးဘာတွေဖြစ်ခဲ့လဲ။ចောင်းစာတွေလိုက်နိုင်ရဲ့လား။ចောင်းသွားရတဲ့အသွားအပြန်ကိုအဆင်ပြေရဲ့လား။အားလုံးပေါ့နော်အသေးစိတ်မိဘကသိချင်တာပါပဲ။ဒါပေမဲ့သားသမီးစီကအဖြေကဆုံးသွားပြီ။ဒါဆိုရင်မိဘအနေနဲ့ငါသားသမီးစီကနေ တိကျတဲ့အဖြေကိုရနိုင်မဲ့အသေးစိတ်အချက်အလက်တွေကိုသိရအောင်မိကုံမျိုးဖြစ်ဖို့တော့လိုပြီးဒီတော့မိကုံပုံစံတော့ပြောင်းရတော့မယ်မိဘုံမင်းကြီးပြောင်းမှသာကိုလိုချင်တဲ့အဖြေကိုထွက်လာမှာမဟုတ်လားမိဘကအတိချင်တာကသူတို့ရဲ့သဘောထားတွေထင်မြင်ချက်တွေပါပဲနော်ငါသားသမီးကအားနည်းတဲ့ဘာသာရဖြစ်တဲ့သင်္ချာဘာသာရကိုဒီနေ့ရရဲ့လားသင်ပေးတဲ့ဆရာမကရောတည်တည်ချာချာသင်ပေးရဲ့လားအဲ့ဒီလိုမိကုံမျိုးလေးတွေကိုမေးရင်တော့ တို့ကလည်းရင်ထဲမှာရှိတဲ့သူတို့ရဲ့သဘောထားတွေကိုခြေဟန်လက်ဟန်နဲ့ပါပြောဆိုလာတော့မှာပါဒီတော့မိဘကလည်းအသေးစိတ်တိလာရတော့မှာပါအဲ့ဒီလိုမိခုမျိုးကိုမိဘတွေကမေးနိုင်ရင်တော့သူတို့ရဲ့စိတ်ခံစားချက်အမှန်နဲ့ပြောပြလာပြီးတော့သူတို့ရဲ့ရင်တွင်းခံစားချက်ကိုလည်းတက်တာသွားစေတယ်မိဘအနေနဲ့ကတော့အတင်းအဓမ္မတော့စိတ်ဆိုးမှန်ဆုံးနဲ့မေးရမှာတော့မဟုတ်ဘူးပေါ့နော် နောက်တစ်ခုကတော့ဆယ်ကျော်တက်ရတွေကို မပြောတင်တဲ့စကားအသုံးနှုံးလဲမှာ ကောင်းတယ်ကွာ well done အဲ့ဒီလိုစကားလုံးတွေကအပြုတ်သဘောဆောင်တဲ့စကားတွေဖြစ်ပေမဲ့လို့အဲ့ဒီလိုပြောလိုက်တဲ့အတွက်ကြောင့်ဒီဆယ်ကျော်တက်ရသားသမီးကိုအကျိုးတရားကောင်းရစီမဲ့အစားပြောင်းလဲသွားတာတိုးတက်မှုနှောက်နှေးသွားတာတွေဖြစ်တတ်စေပါတယ်သူတို့ကိုယ်တိုင်ကတိုးတက်အောင်လုပ်ခဲ့ပေမဲ့လို့လေအခုတော့ဒီလိုစကားတစ်ခွန်းကြောင့်နည်းနည်းစူးစမ်းဖို့ အာရော့သွားနိုင်ပါတယ်။အရင်တုန်းကတော့အကျိုးတရားကောင်းတွေရခဲ့တဲ့စေကျော်တက်ကအခုလိုတွေးမိမှာပဲ။ငါကအရာရာကိုအစဉ်ပြေအောင်ပြောင်မြောက်စွာနဲ့ငါစူးစမ်းလုပ်ခဲ့တယ်။ခဏခဏလေးစိတ်ပြက်အားငယ်တာတွေအာရော့တာတွေစိုးရိမ်ကြောင်ကြတာတွေရှိခဲ့တယ်။ဒီလိုခံစားချက်တွေကတော့စေကျော်တက်တွေမှာရှိစမြဲပါ။ငါအဲ့ဒီလိုခံစားချက်တွေရှိနေတာကိုငါမိဘကကောင်းတယ်ကွာ well done အဲ့ဒီလိုပြောလိုက်တော့ သူစူးစားပြီးတိုးတက်အောင်လှုပ်လာရတဲ့ဒီအကျိုးကျေးဇူးကို သူကိုယ်တိုင်သတိထားလာမှာဖြစ်တယ်အဲ့ဒီတော့သူ့ရဲ့ရလတ်ကကောင်းလားမကောင်းဘူးလားသူကိုယ်တိုင်သိတယ်ဒါကိုမိဘကကောင်းတယ်ကွာ good job ပါဆိုတော့သူစိတ်ခံစားချက်ကအဲ့ဒီလိုပြောတဲ့အဲ့ဒီလိုချီးမွမ်းတဲ့သူကိုပေါ်ပါမိခိုသွားပြီသူသဘောကျသွားပြီအတီးပြုတ်လိုက်ပြီအဲ့ဒီတော့မိဘကကိုသားသမီးကိုတကယ်ပဲစူးစမ်းစီခြင်းနဲ့ဆိုရင်တော့ တရုတ်ဖော်တဲ့ချီမွမ်းမှုလေးတွေကိုပေးလို့ရပါတယ်ခုလိုပေါ့နော်မိဘကကကလေးကစာကျက်နေတာ तू အားနေတဲ့ဘာသာရကို तू အခုအမှတ်ကောင်းရဖို့အရန်စာကျက်နေတာအမေကတော့ဒီလိုစူးစမ်းတာကိုအရန်သဘောကျတာအဲ့ဒီလိုမျိုးလေးဆိုရင်တော့သူတို့ကဒီဆယ်ကျော်တဲ့ရွယ်လေးတွေကသူတို့လုတ်ပုံလုံနီးလေးတွေစူးစမ်းပုံစူးစမ်းနီးလေးတွေပိုးပြီးတော့တူတက်အောင်စူးစမ်းလာမယ်ဒါမိဘရဲ့နီးမှန်လမ်းမှန်နဲ့ချင်းကပ်နီးမျိုးလေး တခုပဲမဟုတ်ပါလား။ Now မိဘတွေမပြောတတ်တဲ့စကားတွေရှိပါသေးတယ်။ဆေကျော်တက်ရွယ်ကိုမိဘကငါကတော့တတ်နိုင်တယ်လို့သူ့ကိုလိုလီသေးမရှိပံ့ပိုးပေးထားတယ်။ဒါကဆေကျော်တက်ရွယ်တွေကသိပြီးသားပါ။သူတို့ကလည်းမိဘကိုကျေးဇူးတင်ပြီးသားပါ။ဒါကိုမိဘကသူတို့ရဲ့လူအချက်တွေဖြစ်တဲ့ကျွေးမွေးရာတို့၊ကျောင်းအသုံးစရိတ်တို့သူတို့သုံးတဲ့ရက်စပစ္စည်းပေါ့နော်ဖုန်းတို့ laptop တို့ဒါတွေဝယ်ပေးထားတာ ဒါတွေကိုမိဘကထုတ်ပြီးတော့ပြောမယ်ကြီးတုံတောက်ပြီးမယ်ဆိုရင်ဒီစေကျော်တက်ကသူ့ကိုသူကာကွယ်ရောမယ်ခုခံပြီးပြောရောမယ်ဒီတော့မိဘကိုကျေးဇူးတင်တာတွေရှိနိုင်ပါတော့မလားဘယ်သူကကောအဲ့ဒီလိုပြောတာကိုကြိုက်မှာလားရှင်ဒါဆိုရင်မိဘနဲ့သားသမီး relationship ကဝေးသွားနိုင်ပါတယ်အဲ့ဒီလိုဆိုရင်မိဘကဘယ်လိုလုပ်တဲ့ပြောတဲ့ပြုမှုတင်တယ်လေမိဘကိုယ်တိုင်ကသားသမီးကိုချစ်တတ်တဲ့ကျင်နာတတ်တဲ့မိဘအဖြစ်နဲ့ ် role model အဖြစ်နေပေးရတော့မယ်။သားသမီးကိုမေတ္တာတွေပေးမယ်၊အကျင့်ဓာတ်တွေပေးမယ်။ဒါတွေဟာအမတန်မှတန်ဖိုးရှိတဲ့အပြုအမူတွေပါ။မိဘကသားသမီးအပေါ်မှာ ပြောဆိုတာ၊ဆက်ဆံတာ၊ပြုမူတာဒါတွေအားလုံးဆယ်ကျော်သက်သားသမီးအပေါ်မှာသိတာထင်ရှားစေတယ်။မိဘကအဲ့ဒီလိုပြုမူပြရင် သားသမီးစီကနေလဲတနည်းတစ်နည်းကောင်းတဲ့တုံ့ပြန်မှုတွေမိသားစုတွေမှာရလာမှာပါ။မိဘကိုတန်ဖိုးထားတတ်လာမှာ။ မိဘကိုကျေးဇူးတင်တဲ့အပြုအမူတွေလည်းမြင်လာရမှာပါမိဘတယောက်အနေနဲ့ကလည်းမိမိမှာသားသမီးကိုစံနမူနာပြနိုင်တဲ့ role model လေးရှိဖို့လိုပါသေးတယ်မိဘတယောက်အနေနဲ့မိမိမှာအလားအလာရှိတဲ့စွမ်းရည်တွေရှိတယ်ဆိုတာကိုမိမိဖြတ်တန်းလောက်ကင်ရတဲ့ဘဝမှာ အောင်မြင်တယ်ဆိုတဲ့တက်တွေကိုသားသမီးကို ပြနိုင်ရမယ်ဥပမာဆိုပါစို့မိဘကဘုဟုတ္တရရဖို့စာဥစ္စာပေတွေဖတ်တာမိမိရဲ့ စိတ်နဲ့ခန္ဓာကိုယ်အတွက်ကျန်းမာအောင်လို့တိုးတက်အောင်လုပ်ဖို့အချိန်တစ်ခုပေးပြီးယူတဆိုင်လုပ်နေတာအဲ့ဒီလိုမိဘကပြုတ်မှုလေဆဲကျွတ်တက်ရသားသမီးကလည်းသူတို့အတွက်စံနမူနာယူစရာဖြစ်သူတို့ကိုလှုပ်ဆော်အောင်လုပ်တယ်လို့ဖြစ်သွားစေတယ်မိဘကိုယ်၌ကစိတ်အားထက်သန်စွာနဲ့အလုတ်အကင်မှာဂတိတည်တဲ့အပြုတ်မှုတွေနဲ့ပြုလုပ်ပြတဲ့အခါမှာဒီဆဲကျွတ်တက်ရသားသမီးကလည်းသူ့ကိုလှုပ်ဆော်တယ်လို့ဖြစ်သွားစေပြီးတော့ကောင်းတဲ့ဘက်ကိုရောက်ဖို့ တွန်းအားပေးတယ်လို့ဖြစ်သွားစေတာပါရှင်။ဒါကြောင့်မို့မိဘတွေအနေနဲ့အဲဒီလိုပြုပြင်ပြောင်းလဲနေထိုင်ပြီးကမိမိရဲ့စေကြောသက်တာသမီးရဲ့သဘောထားအချင်းစာရိုက်တာအပြုမှုတွေကိုတေချာပေါက်တို့တက်မှာဖြစ်တယ်လို့မိဘနဲ့တာသမီးလဲ communicate ပေါ့နော်အထူးကောင်းမွန်လာမှာမလွဲပါဘူးမိဘနဲ့တာသမီးအကျိုးရှိစွာနဲ့ဆက်နွယ်မှုတွေရှိလာနိုင်ဖို့အတွက် message ပေးရင်းနဲ့ပဲဒီနေ့တိရိကရာကဏ္ဍကိုရနာခွင့်ပြုပါရှင် ကျမရဲ့ညီကောင်မောင်နှမတွေအားလုံးကိုရောစိတ်ပါရှင်လန်းချမ်းမြေ့ကြပါစေလို့ဆုမွန်တောင်းလိုက်ပါတယ်။ကျမကဂျူလီယာချူချူခင်ပါရှင်။